ဘာစီလိုနာပြည်ကြီးအာဆင်နယ်အိုလံပီယာကိုဒေါမွန်ဗီဘာကိုလက်တော့လေဖိနေတယ်အဲ့လီဗာကူစင် PSV တော်တော်ပွဲကြီးပွဲကောင်းလေးရှိပါတယ်နော်။အာဆင်နယ်ကစားသမားအစ်တတွေကကြတော့ဒီချန်ပီယံနျူးဆိုပို့ပြီးအော့ဖ်ဆိုက်ကစားရတယ်။ဟိုတီနာဗီမူလီရဲ့နေကိုဝီနီယံပါလာလို့ရှိရင်ဒီနှစ်ယောက်ရဲ့ဉာဏ်ဆိုင်မှုကတော်တော်လေးတောင်းပန်ဖို့ကြောက်ရတယ်ကော။ ဗုဒ္ဓဘုညအတွက်လည်းကျွန်တော်တို့၃ယောက်ကပြိတ္တတွေအတွက်အချိုးဖြစ်စေမဲ့ချန်ပီယံလိ၃ပွဲကို၃ပွဲထဲ၃ခွက်ပေါ့နော်၃ခွက်ကိုကျွန်တော်1 shot 1 shot 1 shot အနေနဲ့ကျွန်တော်ထပ်ပစ်ပေးပါမယ်အဲ့တော့ကျားတို့ရေဗုဒ္ဓဘုမလည်းဒါပွဲကြီးပွဲကောင်းတွေတော့ရှိတယ်ဗျာနော်ပွဲကြီးပွဲကောင်းတွေကိုကျွန်တော်တို့တစ်ချက်ရှိုးလိုက်ရင်ကျွန်တော်အမဘာစီလိုနာ PSG အာဆင်နယ်အိုလံပီယာကို့ဒေါမွန်ဗီဘာကိုလက်တော်လေးဖိနေအဲ့တော့လီဗာကူစင် PSV တော်တော်ပွဲကြီးပွဲကောင်းတွေရှိပါတယ်နော်အဲ့လိုပွဲစဉ်မှာကျွန်တော်အရင်ဆုံးရွေးချယ်လိုက်မယ်ဆရာတို့နော်ဒါဆိုကျွန်တော်ကတော့ ဒီတွေ့ထားတာနာပိုလီစပိုတင်ဘွဲကိုကျွန်တော်ကောင်းကောင်းလေးဘော်ဒီအနေနဲ့ကိုကျွန်တော်နာပိုလီရွေးချယ်ချင်ပါတယ်လက်ရှိမှာနာပိုလီကြီးကအာရှသတင်းမှာ1ပေါင်80နဲ့5ပေါင်380နဲ့တန်ဖိုးဖော်မြူလာရမှာဟိုကနာပိုလီကကြီးအောင်နိုင်ကြီးအဲ့ဒီကြီးရကြီးအောင်နိုင်ကြ90လီတက်မှ100ခန်းလုံးရှိပါတယ်အဲ့တော့တစ်ချက်ကြည့်လိုက်ရင်နာပိုလီကလက်ရှိအောက်ဆုံးကစားခဲ့တဲ့မန်စီးတီးကိုအဝေးကွင်းမှာတူးစီးလို့ရရှုံးနေတစ်ဖက်မှာဟိုကတော့ ဟိုစပုတ်တင်ကတော့ဒါကင်မရာကိုအင်ကွင်းမှာတိုက်ဝန်းနဲ့နိုင်တယ်ကင်မရာဆိုတာဒါဒီအုပ်စုအတွက်အဖြစ်အသိလေးတသိမ်းပါပဲဒါတိတ်ပြီးတော့ပိုးဝန်းနဲ့နိုင်တာဆိုတာအရင်ကြီးကျွန်တော်တိတ်ကြည့်နေကြမလို့ပါဘူးအဲ့ဒါကိုနောက်ပိုင်းရောင်းမယ်ဒါလေးရောင်းလေးတယ်အဲ့တော့အဲ့လိုနိုင်လားအဲ့တော့အောင်းပေါ့မလို့ အဲ့တော့နာပိုလီကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာမန်တီးတီးတို့ဒူးဒူးနဲ့ရှုံးခဲ့တယ်။နာပိုလီအသင်းရဲ့ကစားဟန်ကိုကြည့်တဲ့အခါမှာသူက aggressive အရင်ဖြစ်ပြီးတခုံလို့ကြီးကစားတာမျိုးပုံနဲ့ဘောလုံးကိုင်ပြီးကစားပြီးတော့မှဒီ short pass လေးတွေနဲ့အမ်ဒါဒီ short pass လေးတွေနဲ့မှဂိုးရဖို့အခွင့်အရေးကိုအမ်ဖန်တီးတတ်တဲ့အသင်းမျိုးအဲ့တော့ဒီဘွဲကသူ့အတွက်ဥရောပမှာဒီဥရောပမှာဒါအင်ဂွင်းနိုင်ငံပဲပြန်ပြားမဲ့အနေထားပါအဲ့တစ်ချက်ကကြည့်လိုက်နာပိုလီရဲ့ဒီဥရောပချန်ပီယံလိဂ်ကစားခဲ့တဲ့နောက်ဆုံးပွဲ20ကိုပြန်ကြည့်လိုက်တဲ့အခါသူကအဝေးဝင်းမှာ နှစ်ပွဲဆက်ရှုံးမယ်ဒါမှမဟုတ်တပွဲရှုံးတပွဲနိုင်ပြီးရင်အိမ်ဝင်ပြန်လာတဲ့အခါမှာနိုင်ဝဲပြန်ပြီးခြေပြန်အောင်တဲ့ဇယိုက်ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီနှစ်မှာမနှစ်ကဆိုရင်အဝေးဝင်းမှာဘာဖြစ်လို့နောက်ပြီးလေးဝင်းနဲ့ရှုံးခဲ့တယ်ဒီနှစ်မှာဆိုရင်မန်စီးတီးကိုအဝေးဝင်းမှာ သူစီုံနဲ့ရှုံးခဲ့တဲ့အတွက်ကြောင့်အခုအိမ်ဝင်းပွဲစဉ်ကနာပိုလီအတွက်ကရတဲ့ပြန်ကောင်းပြီးခြေပြန်အောင်လာနိုင်တဲ့ဒါကလင်ဒါရပုံစံနဲ့ကျွန်တော်ပြောတာပါအဲ့တော့ဝတိဝဲလောက်ကတည်းကအစ်စီနဲ့သကားထားတော့အဲ့လိုအနေထားလေးကိုကျွန်တော်တွေ့ရတယ်ဒါချန်ပီယံလိသူ့ရဲ့တမိုင်းကြောင်းပါပေါ့နော်အဲ့ဇေယိုက်လေးကိုတွေ့ရတဲ့တွေ့ကြောင်ဒီပွဲစဉ်ကသူ့အနေနဲ့နိုင်ပွဲပြန်ရှာပြီးခြေလက်ပြန်အောင်နိုင်တဲ့ဇေယိုက်လေးရှိမယ်တစ်ဖက်ကစပိုးတင်းရဲ့ဒီချန်ပီယံလိအဝေးဝင်နောက်ဆုံးခုနှစ်ပွဲကိုပြန်ကြည့်တော့ရုံးကန်လာတွေ့ရတယ်ဒီပွဲပဲနိုင်ထားတဲ့အနေထားဒါကန်ရက်ကူတာအဖွင့်ပွဲစဉ်မှာပိုးဝမ်းနဲ့နိုင်ခဲ့တယ်ဆိုပြီးကျွန်တော်စပိုးတင်းရဲ့အဝေးဝင်ခြေစဉ်ကိုအားမရဘူးဒါကြောင့်နိုင်ချိန်မြင်ပါတယ်အွန်လိုင်း ေတက်များတယ်ဒီကြေးတက်ရမှာတော့ကျွန်တော်ဝမ်းရှော့အနေနဲ့နာပိုလီဘော်ဒီကိုရွေးချယ်ပေးဒီမှာလဲဆရာကျော့အနေနဲ့ကျွန်တော်အနေနဲ့တခွက်ကောင်းဘော်ဒူးရတခွက်ကောင်းကိုရွေးမယ်ဆိုရင်ဆိုအာဆန်နယ်ကိုတိုက်ရင်အိုလံပီယံကော့စ်များဟောကြောင့်ဒါဆရာကျော့ပြောတောက်ကော့စ်ဆိုတော့ဗျာဟိုအေးဗင်းကဆိုင်ပရက်စ်ကလပ်အတင်းငယ်လေးဒီစိတ်ဝင်တော့ဘလောက်ဆုံးချိန်ရောက်ပြီးတော့ကွာဟိုဘဝမ်းတော့မပေါ့ဘဝမ်းတော့80ပေါ့ပြီးတော့ဘဝမ်းတော့80ပေါ့တယ် 我这要过来换药，药啊！对，阿拉这个呢，阿拉比国外那边，比如说那时候，我送的白药没有，送的白药没有，就好的。反正比木木药的嘛高，嘛高，嘛高。乌兰比亚公司打 A 五疫苗，啊，就说他乌兰比亚公司的 A 五是打，就弄那绿色比亚，啊对，啥不是的呀？不过那叫阿鲁莫夫，然后我以为阿是那个啥他妈的那个叫了哦。ဒီ champion news ပို့ပြီးအားစိုက်ကြတာတဲ့သူတို့ပါသူတို့ရဲ့အာဆင်နယ်မှာ champion နေရဘူးဆိုတော့ အဲလူဖောင်ဆောင်ရေးစရာကြီးဖြစ်နေတာကိုသူတို့ချေပြတ်ပြောင်းကြတယ်။စနေကဒီဘွဲမှာအိမ်ဘွဲမှာပွဲချန်ပီယံလိဟိုနိုင်ယူရဲဆောင်မှာဘိုးလည်းပြတ်သွားနိုင်တော့သူတို့ကစားမှုနဲ့ဆိုဟိုလည်းပြာကော့ပဲလက်ရှိကစားမှုချန်ပီယံလိဘွဲစဉ်တက်အနေဒါအရောင်ဆိုရင်ပေါ့ပန်းစင်ပြောရရင်ဒီအာဆနယ်ကလည်းဟိုဘီဘောရဲ့အိမ်ဘွဲမှာတော့အနိုင်ရယူခဲ့ပန်းစင် သူရဲ့နိုင်ဝဲတော်လုံးမှုကအဲ့တော့ပြတန်းတောင်းနေပြီးတော့ချန်ပီယံလိဆိုပိုပြီးအောက်ဆိုက်ကသားလာပဲအာဆင်နယ်ဂိုးပြတဲ့နိုင်ငံသွားမယ်လို့ကျွန်တော်ထင်ဟုတ်ဆရာရဲ့နေတဲ့လိုင်းရှော့လိုင်းရှော့မှာကျွန်တော်ဒီနေ့တော့ क्वे ကြီး क्वे ကောင်းလို့ပြောလို့ရတဲ့ क्वे တဲ့မျိုးပေါ့နော်ဒီကျောင်းမုံနဲ့ဒီပါုံနဲ့ क्वे တဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်မိပါဘုကုနာကိုဆုံးဒီ၅ခွေလောက်ကသားပြည့်ရဲ့အချိန်ပါလို့နော်ဆိုရင်ပြန်ကြည့်မယ်ဆိုရင် Verdy ကဒီချန်ပီယံလိ क्वे တဲ့မှာခိုင်းလိုက်ရတယ်ဒါပေမဲ့ဒီတွင်းလိ क्वे တဲ့နေမှာသူက क्वे ဖယ်ထိတာဆိုတော့၃ခွေလုံးကအရင်လက်တော့နေကြတယ်ဆို အဲ့ဒီနေရာမှာခြေစမ်းဆိုးတဲ့အပြင်ကိုကျွန်တော်နီကိုဝီလီယံကမပါနိုင်ခဲ့တော့ဘီဘောင်မှာတော်တော်လေးရေဦးနံပြရာဆက်ပြရတယ်။အီဘောင်ရဲ့ကွဲတင်ရင်ဂျားကွဲတင်မှာခြေရတယ်လို့သိပါတယ်။ဒါတော့တိုက်ပစ်ကတကူရောက်ဖို့ကွဲစင်နေတာတော်တော်လေးရုန်းကန်ခဲ့ရတယ်။ပြီးတော့စူးမှုကစားနိုင်ရုပ်တူတာတော်တော်လေးရုန်းကန်ခဲ့ရတယ်။ဝီလီယံတော့မရှိဒီနာဂီမူလီယံနဲ့နီကိုဝီလီယံပါလာလို့ရှိရင်ဒီနှစ်ယောက်ရဲ့ငိုင်းဆိုင်မှုကတော်တော်လေးတောင်းပန်ခဲ့ရတယ်ကော။ပြီးတော့ဘေဘာလီတိုင်တွင်နေတာဖြစ်တဲ့အတွက်ဦးရောကွဲတင်နေမှာတော်တော်လေးအတင်နေမယ်။အာသင်နယ်ပွဲဥတင်မှာရှုံးခဲ့ရတယ်ဆိုပေမဲ့ဒီ ဘယ်ပါလီရဲ့ဘီဘာကဝေဘဝေတဲ့နေနဲ့ပြန်ကြည့်မယ်ဆိုရင်လက်ရှိလူစင်းပိုင်းလူပြန်ဆောင်လာမဲ့အနေအထားတိုင်းနဲ့ဆိုရင်တောင်းမောအကောင်းဆုံးတုတ်ပြန်နိုင်တယ်လို့ထင်တယ်လက်တလုံးမှာတော့လီးပက်ကိုပဲတုံးမုံကအိတ်ကွင်းပွဲတင်တိုင်းမှာသူကတောက်ချောင်နိုင်တာကာလာတော်တော်လေးနိုင်တယ်ပေါ့နော်ဒေးဘွက်ဆက်တွေပါနိုင်တယ်ဒီလိုကာလာမျိုးတွေရောင်းနေပြီးတော့ဒါပေမဲ့ခန်းစင်းပိုင်းအားလဲတယ်ကျွန်တော်ကတော့ ပြီးတော့ဒီပြတဲ့ထိုင်တဲ့ပြည်ဆောင်မှုဆိုတာကအပင်းနဲ့ထိုင်တဲ့ပြည်ဆောင်မှုဆိုတာကကျွန်တော်ဒီပွဲတွေမှာပြီးပါဝင်နေတဲ့အမှတ်မှာစုံရှုံအောင်တရင်တမတ်တော်ယူနိုင်မယ်လို့ပြောတယ်။လူပြန်ဆောင်တာရဲ့ဂျုံဝင်ခံပြပိုင်းဟာတော့မင်းတို့မရှာပါဘူးများဟုတ်ကဲ့အပလာရင်းတော့ကျွန်တော်တော့စေချောက်ကိုကျွန်တော်တို့ပြီးပါဝင်ပဲအပိကူပါတိုက်တယ်ကျွန်တော်တို့ပြီးပါဝင်ပို့ပြီးတော့အားရတယ်ဟုတ်ကဲ့ဗိုလ်တပူးညအတွက်ကျွန်တော်တို့ချန်ပီယံလိကိုကျွန်တော်တို့၃ယောက် တရား one shot ကြီးကျွန်တော်ပြစ်ပါတယ်ဟုတ်ကျွန်တော်ကတော့ဟိုဟာ Napoli နဲ့ Fram ဟိုဟာ Sporting Lisbon ကိုကျွန်တော် body Napoli ကိုရွေးချယ်ပါတယ်ဆရာကျော်ကတော့ Arsenal နဲ့ Olympia Coast ကို Arsenal ကိုရွေးချယ်ပါတယ်ဆရာရဲကတော့ Dortmund နဲ့ Bilbao ပွဲစဉ်ကိုတော့ body out ဖြစ်တယ် Dortmund ဟို Bilbao ကိုရွေးချယ်လိုက်ပါတယ်အားလုံးအောင်မြင်ပါပြီခင်ဗျာ